ချစ်စကန်ညေဆုံးလို့တူတူရာဇဝင်အပိုင်းတစစ်အာဏာရှင်ခေတ်အကျဉ်းတော်တွင် ကြာဆုံးခဲ့သူများ1988လူမှုလှုပ်ရှားမှု နောက်ပိုင်းတွင်မြန်မာနိုင်ငံသားရာထောင်ချီ၍ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်အာဏာပိုင်တို့၏ညှဉ်းပန်းနှိပ်စက်သို့မဟုတ် အနိုင်ကျင့်ရက်စက်မှုများကို ခံခဲ့ကြရသည်တခါတည်းရန်ပေဆုံးမှုများဖြစ်ပေါ်ခဲ့သည် နိုင်ငံရေးအကျဉ်းသားများကိုယ်ကြီးစောင့်ရှောက်ရေးအတင်းကအကျဉ်းကြစဉ်တည်ဆုံးခဲ့ရသောနိုင်ငံရေးအကျဉ်းသား128ဦး၏ဖြစ်စဉ်များကိုရှာဖွေတွေ့ရှိခဲ့သည်မြန်မာပြည်၏နိုင်ငံရေးအခြေအနေများကြောင့်တည်ဆုံးခဲ့ခြင်းများနှင့်ပတ်သက်သည့်သတင်းအချက်အလက်အလုံးကိုသိရှိနိုင်မည်မဟုတ်ပေထို့အပြင်ထို128ဦး၏အသေးစိတ်အချက်အလက်များကိုလည်းရှာဖွေတွေ့ရှိခြင်းမရှိသေးခြင်းထို128ဦးထဲတွင် အကြီးထောင်အတွင်းပေးဆုံးခဲ့သူ88ဦးစစ်ကြောရေးစကန်တွင်ပေးဆုံးသူ10ဦးရဲဘက်အလုံကျန်းစကန်တွင်ပေးဆုံးသူ4ဦးအကျဉ်းထောင်မှ ပြန်လွတ်ပြီးမကြမီပေးဆုံးသူ10ဦးအကျဉ်းထောင်အတွင်းပြောက်ဆုံးသွားသူ15ဦးလည်းပါဝင်သည်2005ခုနှစ်တနည်းထဲတွင်အကျဉ်းကြခံစဉ်10ဦးသေဆုံးခဲ့သည်ရခိုင်နှင်းများထက်ပေးဆုံးမှုနှုန်းပုံမှုခဲ့ခြင်းသည်မြန်မာနှိပ်စက်မှု မတော်မတရားပြုမှုများပုံမှုဖြစ်ပွားခဲ့ကြောင်းကိုပြသနေသည် ။အဲဒီမှာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖာဤမူဝါဒလည်းဖြစ်ပေသည်။နာအဖသည် အတက်အခံနိုင်ငံရေးလှုပ်ရှားမှုများရပ်တန့်သွားစေရန်စနစ်တကျစီစဉ်လျက်ရှိသည် နာအဖသည် ထုံမူဝါဒကိုအကောက်အောင်ထဲဖော်ရတွင်နိုင်ငံရေးအကျဉ်းသားများကိုညှဉ်းပန်းနှိပ်စက်ခြင်းမတော်မတရားပြုခြင်းကိုနီလန်းတစ်ခုအဖြစ်တုံ့ဆွဲလျက်ရှိသည် ရှစ်စက္ကန့်ငြိမ်ပြီးအကျဉ်းထောင်တွင်ကြာဆုံးခဲ့သူနိုင်ငံ၏အကျဉ်းသား128ဦး၏အကြောင်းအားဖော်ထုတ်ထားသည့်အစီရင်ခံသာဖြစ်သည်ကိုအွန်လိုင်းဝင်းမရန်ကုန်မြို့နယ်ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ပြီး2005ခုနှစ်မေလ10ရက်နေ့တွင်ဖမ်းဆီးခြင်းခံရက2005ခုနှစ်မေလ9ရက်နေ့တွင်ကွယ်လွန်ခဲ့သည်ကွယ်လွန်ချိန်တွင်အသက်30နှစ်သာရှိသေးသည်ဦးမောင်မောင်ဤသားဖြစ်သူ ကိုအွန်လိုင်းဝင်သည်ရန်ကုန်တိုင်းမယံကုန်းမြို့နယ်တွင်နေထိုင်ခဲ့သည်မယံကုန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်လုပ်ငန်းအဖွဲ့တွင်အဖွဲ့ဝင်တအူဖြစ်သည်ရောက်ခမဖြစ်သူဥွှေကျော်နှင့်တော်ဖက်ရေးဖွဲ့ချုပ်ဤစီယုံရေးနိုင်ငံရေးလုပ်ငန်းစဉ်များကိုကူညီလှုပ်ဆောင်ပေးခဲ့သည်2005ခုနှစ်မေလ10ရက်နေ့နေအိအနိရှိလက်ကေးစားတော့ဆိုင်နဲ့စားတော့နေစဉ်အမီမတိလူလေးဦးကဖန်စီခေါ်ဆောင်သွားခဲ့သည်မိသည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုမြည်သူမှသိခွင့်မရခဲ့ပေ 2005ခုနှစ်မေလ10ရက်နေ့တွင်ရန်ကုန်မြို့အမတ်တစ်စစ်ကြောရေးစခန်းအရာရှိဒုတိယဗိုလ်မှူးကြီးမင်းလိုင်ဆိုသူကကိုအောင်လိုင်ဝင်းဤနေအိမ်သို့တွားရောက်ခဲ့သည်၎င်းကကိုအောင်လိုင်ဝင်းသည်မေလ9ရက်နေ့၌စစ်ကြောရေးစခန်းတွင်စစ်ကြောခံနေရစဉ်နှလုံးရောဂါဖြင့်သေဆုံးသွားကြောင်းထို့ကြောင့်နောက်တစ်နေ့တွင်မိသူကြိုခဲ့ကြောင်းပြောကြားခဲ့သည်ထို့နောက်နာရေးအကူငွေကျပ်တသိန်းပေးတော်လဲမိသားစုကလက်ခံခြင်းမပြုခဲ့ပါ မေလ18ရက်နေ့တွင်ဇနီးဖြစ်သူမန်နှင်းဆန္ဒကမေယံကုန်းရက်စကန်တွင်အမှုဖွင့်တိုင်ကြားခဲ့သည်ဤသို့ဖြင့်ကိုအွန်လိုင်းဝင်းပေဆုံးမှုသည်မေယံကုန်းမြို့နယ်တရားရုံးသို့ရောက်ရှိသွားသည်ဇွန်လ10ရက်နေ့တွင်မြို့နယ်တရားရုံးကတာမန်အခြေအနေဖြင့်သိဆုံးသွားခြင်းဖြစ်သည်ဟုဆိုကအမှုကိုပလတ်ခဲ့သည်စနီးဖြစ်သူကကော်လန်ဝဲဖန်းစီခံထားရခြင်းတိတ်ဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီးတရားရုံးအစင်းဆက်တက်၍မှတ်တမ်းတင်ရန်စူးစမ်းခဲ့သည် ပြင်းစင်ချက်လျှောက်လွားကိုရန်ကုန်တိုင်းတရားရုံးသို့တင်သွင်းခဲ့ရာစက်တင်ဘာ9ရက်နေ့တွင်တိုင်းတရားရုံးကထိုအမှုကိုပလက်လိုက်ပြန်သည်အောက်တိုဘာ17ရက်နေ့တွင်ဗဟိုတရားရုံးသို့တင်သွင်းခဲ့သည်တော်တော်လည်းယနေ့အထိတရားရုံးအစဉ်စဉ်ကပလက်ချင်းခံခဲ့ရသည်ဇွန်လ9ရက်နေ့တွင်မြောက်ဥက္ကလာပါစေယုံမှဒေါက်တာစောစောဦးကမရန်ကုန်မြို့နယ်တရားရုံးတွင်အောက်ပါအတိုင်းထွက်ဆိုခဲ့သည် ကိုအွန်လိုင်းဝင်းဒီဆေးရုံမရောက်ခင်တည်းကပိတ်ဆုံးခဲ့ပြီးဖြစ်သည်အာနာပိုင်များကအလောင်းကိုဆေးရုံသို့လာပို့သွားခြင်းသာဖြစ်သည်မိမိနှင့်ပါရဂူလေးဦးဆေးစစ်ချက်မှတ်တမ်းအရာတေသူဤခန္ဓာကိုယ်ပြင်ပတွင်အညုအမဲတန်ရတန်ချက်ပေါင်း24ခုတွေ့ရှိခဲ့သည် အတွင်းပိုင်းနံရိုး၃ချောင်းကျိုးနေပြီးနံပါတ်၄နံရိုးမှာလည်းနှစ်ပိုင်းပြတ်နေကနှလုံးတွင်တွဲကြည်ဥနေသည်လေချောင်းရိုးရောင်ရမ်းနေပြီးလေပြုံလဲရောင်ကိုင်းနေကြောင်းအစာအိမ်နှင့်ဥမာကြီးတွင်ပုံနေသောလက္ခဏာတွေ့ရှိရသည် ဒေါက်တာစောစောဦးကကိုအောင်လိုင်ဝင်း၏ရုပ်အလောင်းကိုစစ်ဆေးရတွင်ပါဝင်ခဲ့သည့်မြအုပ်ကလာပဆေးရုံကြီး၏တာဝန်ခံဆရာဝန်၄ဦး၏ကိုစားထွက်ဆိုခဲ့ခြင်းဖြစ်သည်မိသားစုကကိုအောင်လိုင်ဝင်းအတွက်စွန့်ကတ်တရားနာဖိတ်ကြားစာတွင်ရုပ်တရက်ကွယ်လွန်သွားခြင်းဖြစ်ကြောင်းဖော်ပြရိုက်နေရန်စီစဉ်ခဲ့သည်ထို့သောအာဏာပိုင်များကစပုတ်နှိမ့်ဆက်ပိုင်ရှင်ကိုဖိတ်စာတွင်66ပါးယောဂဖြင့်ကွယ်လွန်သွားသည်ဟုပြင်ဆင်ရိုက်နေရန်ဖိအားပေးချင်းချောက်ခဲ့သည်အာနာဝိုင်းတို့ဒီကိုအောင်လိုင်ဝင်းကိုမိသည့်ဖန်ဝဲရမှာမပါဘဲ လမ်းပေါ်တွင်ဖမ်းဆီးခဲ့သည်မိသားစုကိုလည်းကိုအောင်လန်ဝင်းအားမိသည့်အတွက်ဖမ်းဆီးခဲ့ပြီးမိသည့်နေရာတွင်ချုပ်နှောင်ထားသည့်ကိုအကြောင်းကြားခဲ့ခြင်းမရှိခဲ့ပါအာနာပိုင်များကိုယ်တိုင်ဥပဒေကိုချိုးဖောက်ခဲ့ခြင်းဖြစ်သည်ထို့အပြင်အမိတ်အာနာသုံး၍နာရေးဖိတ်စာကိုပြင်ဆင်ရိုက်နေခိုင်းခြင်းမိသားစုအားငွေကြက်တသိန်းပေး၍အမှုပေါ်စဉ်ဟန်ဖျံခြင်းများပြုလုပ်ခဲ့ရာအစိုးရကိုယ်တိုင်လူတက်မှုအလောင်းဖျောက်ဖျက်မှုစသည့်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်းပေါ်လွင်ထင်ရှားနေပေသည် ဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကိုအောင်လန်ဝင်းအိမ်ဇနီးဖြစ်သူမတ်တင်ဆန်နာမှဇွန်လ9ရက်2005ခုနှစ်တွင် DVB သတင်းဌာနသို့အောက်ပါအတိုင်းပြောကြားခဲ့သည်သူတို့ကပြောရမယ်ဆိုရင်သူတို့ပါရသူတို့စစ်တယ်ကိုလည်းဘာမှမသိရဘူးပေါ့တရားရုံးရှိတယ်မာရတီလျက်နေလေတိတိကြီးနဲ့ဘာမှထပ်ပြောပိုင်မရှိဘူးတမီးရဲ့လျှောက်လေကျရောက်တော့လေတမီးကဘာမှပြောပိုင်ခွင့်စုပိုင်ခွင့်မရှိဘူး သူတို့ပြောတဲ့ဟာကိုနားထောင်ပိုင်ခွင့်ပဲကိုလည်းပယ်ချရည်လို့နားပဲထောင်ရတာပေါ့မိပိုင်ခွင့်လည်းမရှိဘူးသူတို့ပြောသည်များဆိုသည်များနားထောင်ပြီးအိမ်ပြန်လာရတယ်လို့ဖြစ်နေတယ်အရင်ခံစားရတာဘယ်နော်အခုလိုလူတယောက်ကိုဖြစ်မရှိဘဲနဲ့ဒီလိုမျိုးဖြစ်သွားတာအရင်ခံစားရတယ်အဖြစ်ရှိရဆိုလဲဒီလိုမျိုးလုပ်ပိုင်ခွင့်မျိုးလုပ်ပိုင်ခွင့်မရှိဘူးတရားဥပဒေဆောင်ရွက်လို့ရတာပေါ့အခုကတသက်ကြီးကို လူတယောက်လုံးကိုဆုံးရှုံးလိုက်ရအယံဝန်းနေတယ်။ကျမတို့ကလူတယောက်လုံးဆုံးရှုံးသွားပြီဆိုတဲ့အတွက်တရားဥပဒေကမမှန်ကန်ကန်ဆောင်ရွက်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့။ နှစ်ဦးအောင်မင်းမန္တလေးမြို့တွင်နေထိုင်သူဖြစ်ပြီး1998ခုနှစ်စက်တင်ဘာ6ရက်နေ့တွင်ဖမ်းဆီးခြင်းခံရက1998အောက်တိုဘာ22ရက်နေ့တွင်ကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်53နှစ်ရှိပြီဖြစ်သည်ဦးအောင်မင်းသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တဦးဖြစ်သည်အဖွဲ့ချုပ်တွင်မန်လေးတိုင်းရုံရုံအဖွဲ့မှုအနောက်ပြောင်မြို့နယ်တွဲဘက်အတွင်းရမှုမောရဝီကာရက်ကွက်ဥက္ကဋ္ဌတာဝန်အတီတီပေးရခိုင်ချင်းခံရသူဖြစ်သည် အဖွဲ့ချုပ်၏1998ခုနှစ်အောက်တိုဘာ30ရက်နေ့ထုတ်ကြေညာချက်တွင် အဖွဲ့ချုပ်အပေါ်တစ္ဆာရှိရှိဇွဲတတိရှိရှိဖြင့်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်ဟုဖော်ပြထားသည်1998ခုနှစ်တွင်မြန်မာပြည်အနှံ့အပြားရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များယာနှင့်ချီ၍ဖန်ဆီးခံခဲ့ရသည်စစ်အစိုးရကမူ၎င်းတို့အားအစိုးရအကြီးအားများတွင်ထားရှိပြီးဆွေးနွေးနေသည်ဟုဆိုသည် ဇွန်လ23ရက်နေ့တွင် အဖွဲ့ချုပ်ကစစ်အစိုးရအားရပ်ပေါင်း60အတွင်ပြည်သူ့လွှတ်တော်ခေါ်ယူပေးရန်တောင်းဆိုခဲ့ပြီးနောက်တွင်ဖမ်းဆီးမှုများပုံမှုတိုးပွားလာသည်989ဦးဖမ်းဆီးခံရကြောင်းအောက်တိုဘာ15ရက်နေ့ထုတ်အဖွဲ့ချုပ်၏ကြေညာချက်တွင်ဖော်ပြထားသည်ထောင်ရက်စကန်အချုပ်ဆောင်တပ်စခန်းတို့တွင် ထိမ့်သိမ်းခဲ့သည်စက်တင်ဘာ6ရက်နေ့တွင်ဦးအောင်မင်းဖမ်းဆီးခံခဲ့ရသည်မန္တလေးတိုင်းအတွင်းရှိတပ်ရင်းအမှတ်109တွင် ထိမ့်သိမ်းခံခဲ့ရသည်ဥအောင်မင်းသည်ဖမ်းဆီးထိမ့်သိမ်းခံရစဉ်နာမကျန်းဖြစ်လာသည် အောက်တိုဘာလ22ရက်နေ့တွင်ပေဆုံးခဲ့သည်ဥအောင်မင်းသည်ဖမ်းဆီးထိမ့်သိမ်းမခံမီကမိသည်ယောဂဝေဒနာမှမရှိကြောင်း၎င်း၏မိသားစုထံမှသိရှိရသည်1998အောက်တိုဘာ23ရက်နေ့ကဥအောင်မင်း၏ဇာပနာကိုကြာနီကန်တုတ်တန်သို့ပို့ဆောင်၍တကြိုခဲ့ရာဖွဲ့ချုပ်အဖွဲ့ဝင်တရားခန်းကတူညီဝစ်စုံဝေး၍လိုက်လံပို့ဆောင်ခဲ့သည် 1998ခုနှစ်အောက်တိုဘာလ30ရက်နေ့တွင်ထုတ်ပြန်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးညာချက်အမှတ်66 30မင်းဆောင်68တွင်ယခုကဲ့သို့ဦးအောင်မင်းဖမ်းဆီးခံရပြီး55ရက်အတွင်းရုတ်တရက်သေဆုံးသွားရခြင်းမှာလွန်စွာမှပင်ယုံမှန်တန်တရားဖြစ်ဖွဲ့ရှိနေသည်ဟုဖော်ပြခဲ့သည်သောကိုသေးလွင်မန္တလေးမြို့ဇာတိဖြစ်ပြီး2005ခုနှစ်အောက်တိုဘာ3ရက်နေ့တွင် ဖမ်းဆီးခြင်းခံရက2005ခုနှစ်အောက်တိုဘာ3ရက်နေ့တွင်ကွယ်လွန်သည်ကွယ်လွန်ခြင်းတွင်အသက်30သာရှိသေးသည်မန္တလေးတိုင်းအောင်မေသာဆန်မြို့နယ်ညံခွဲရက်ွက်တွင်နေထိုင်သောကိုထွေးလွန်သည်ဒီမိုကရေစီလှုပ်ရှားမှုအားအားပေးခဲ့သူတဦးဖြစ်သည်တရက်တမင်စိတ်ကအနီး၅ဖမ်းနေစဉ် ဖန်ဆီးခြင်းခံခဲ့ရသည်နန်ခွေးရဲ့တရားတော်စိတ်ကပ်အနီးပြောက်ဆုံးသွားသည့်ရေဆုပ်ဆက်နှင့်ပတ်သက်ပြီးတန်တရားရှိမှုနှင့်2005ခုနှစ်အောက်တိုဘာ3ရက်နေ့ညနေ4:00နာရီတွင်ရရကအဖွဲ့ဝင်ဥပတိနှင့်ကျက်ဖို့အဖွဲ့ဝင်များ၏ဖန်ဆီးခံရခြင်းဖြစ်သည်ထို့နောက်ကိုထွေးလွင်ကိုရရကရုံကအတွင်ထည့်ပြီးရရကဥပတိကျက်ဖို့အဖွဲ့ဝင်ချဲထီတိုင်းတူဖြစ်သူဥထုံးမင်းလက်နှင့်အမိမတိရထပ်ဖွဲ့ဝင်များကဝိုင်းဝန်းရိုင်းနှင့်စစ်ဆေးခဲ့သည် ည10:00နာရီခန့်တွင်ဒဏ်ရာအပြင်းထန်ရထားသည့်ကိုထိုးလင်ကိုအမတ်လေးရက်စကန်စီပို့ခဲ့သည်ထိုသတင်းကြားရသည့်ကိုထေးလူအင်းဇနီးတယ်မအေးခိုင်ကည7:00နာရီခန့်တွင်ရက်စကန်စီရောက်လာပြီးသူ့အမျိုးသားနှင့်ပြေးတွေ့ဖို့ထမင်းပိုးကွင်ပေးဖို့တောက်ဆိုခဲ့တော်လဲစခန်းမှုကခွင့်မပြုခဲ့ပေထိုနေ့ည7:00နာရီခန့်တွင်ကျန်းပွန့်အဖွဲ့ကဦးစီးဖွင့်ထားသည့်ဂယုနာရှင်နာရီအတင်းကားဖြင့်ကိုထေးလူအီအလောင်းကိုမန္တလေးစေယုံကြီးသို့ပို့ဆောင်ခဲ့သည်လေးရက်နှင့်မနက်ပိုင်းတွင် ဆရာအုပ်ကြီးမှမအေးခိုင်ကိုကိုထဲလူကြီးအလောင်းကိုအမြန်ဆုံးတင်းကျူရန်အကြောင်းကြားခဲ့သည်ကျက်ဖွင့်အတွေ့ရမှုဥတင်မဝင်းနဲ့ရဲမှုကြီးတို့ကငွေကျပ်သုံးသိန်းပေးခဲ့တော်လဲ၎င်းမိသားစုကအလောင်းကိုသာပြန်ပေးရန်တောင်းဆိုခဲ့သည်အဆိုပါအဖြစ်အပျက်အားကိုထွေးလူကြီးဇနီးဖြစ်သူမအေးခိုင်သည်ရန်ကုန်ရှိရဲချုပ်ခရီးထံတိုင်ကြားစာပို့ခဲ့ပြီးပြည်ထရေးဝန်ကြီးတို့လည်းတိုင်ကြားထားကြောင်းမန္တလေးမြို့ကများကြီးပြောကြားခဲ့အရာ သိရှိရသည်သို့သောအရေးယူစစ်ဆေးမှုတစုံတရာရှိမလာခဲ့ပါလေဦးမောင်ကိုခဦးမောင်လေးမန္တလေးတိုင်းနထောကြီးမြို့နယ်ဇာတိဖြစ်ပြီး1990ပြည်နှစ်ဒီဇင်ဘာ10ရက်နေ့တွင်ဖမ်းဆီးခြင်းခံရကအဖမ်းခံရပြီးနောက်တနေ့ဒီဇင်ဘာ17ရက်နေ့တွင်ကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်64နှစ်ရှိပြီဖြစ်သည်ဦးသိန်းဒေါငွေသူတို့၏သားဖြစ်သည် ထရန်ကို26ခုနှစ်တွင်မန္တလေးတိုင်းနထိုးကြီးနယ်တွင်မွေးဖွားခဲ့သည်ထရန်ကို49ခုနှစ်တွင်ဗမာပြည်ကွန်မြူနစ်ပါတီဘကပသို့တောခိုခဲ့သည်ထရန်ကို55ခုနှစ်တွင်ကျောက်ဆဲတရာဥမင်းကျန်နထိုးဤမျိုးတို့ကိုအထူးခရိုင်ဖွဲ့စည်းသောအခါအထူးခရိုင်တပ်ဤနိုင်ငံရေးမှုအဖြစ်တာဝန်ယူခဲ့သည်1956ခုနှစ်၌မြင်းမှုမျိုးနယ်တွင်အဖမ်းခံရပြီးထောင်နဲ့နှစ်နှစ်ချမှတ်ခံရသည်1986ခုနှစ်တွင်မန္တလေးမှလူငယ်များတောက်ခုတ်ခြင်းနှင့်ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသည်1989တွင်ဗမာပြည်ကွန်မြူနစ်ပါတီမေယောက်တော်လှန်ရေးလုပ်ငန်းများလှုပ်ဆောင်နေစဉ်စစ်ထောက်လှမ်းရေးကလိုက်လံဖမ်းဆီးခြင်းကြောင့်ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ရှိရာမုံကိုသို့တိတ်ဆောင်ခဲ့သည်1988စက်တင်ဘာတွင်လေးရှိနှစ်ရှိဒေတာကော်မတီ၏အတွင်ရေးမှူးတာဝန်ဖြင့်ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ခဲ့ပြီးမေအောက်လှုပ်ရှားမှုများကိုတာဝန်ယူခဲ့သည်1990ပြည့်နှစ်ဒီဇင်ဘာ10ရက်နေ့တွင်စစ်ထောက်လှမ်းရေးများ၏ဖမ်းဆီးခြင်း ခံခဲ့ရသည်ဖမ်းဆီးခံရပြီးနောက်မန္တလေးမြို့စစ်ထောက်လမ်း၏အမှတ်၁စစ်ကြောရေးစခန်းတွင်ပြင်းထန်စွာနှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရသည်ထို့ကြောင့်ဖမ်းဆီးပြီးတရက်အကြာတွင်ပေဆုံးသွားခဲ့သည် အာဏာပိုင်များကမူဦးမောင်ကိုသည်မန္တလေးစစ်ရုံးကြီးသို့ရောက်ရှိပြီးမကြာမီပေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်လေးစားအပ်ပါသောဆက်ရှိသူများခင်ဗျာမကြမီအပိုင်းနှစ်အောင်ဖော်ပြသွားပြီဖြစ်သဖြင့် Facebook page အား like and follow လုပ်ပေးကြပါရန်နဲ့ စာဖတ်ရန်အချိန်မပေးနိုင်ဘူးများစာဖတ်ရန်အဆင်မပြေသူများအတွက်အတန်ဖြင့်နားဆင်နိုင်ရန် Pocket အစီအစဉ်အား YouTube နဲ့ Facebook နဲ့ Twitter နဲ့ Subscribe လုပ်ပေးကြပါရန်မိသားရက်ခံပါမည်